တိုက်ခိုက်မှုတွေကြောင့်မလို့ပြည်သူတိုင်းနဲ့ကြီးပြီးစစ်ပေးရှောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာတိုက်ခိုက်မှုတွေပြန်လည်ဖြစ်ပွားခဲ့တာကြောင့်မလို့စစ်ပေးရှောင်နေရတဲ့ပြည်သူတိုင်းနဲ့ကြီးပြီးရှိလာခဲ့ပါပြီ။ပြီးခဲ့တဲ့သတင်းကလေးတွေမှာတိုက်ခိုက်မှုတွေပြန်လည်ဖြစ်ခဲ့တာဖြစ်ပြီးထိုင်းဘက်ကကမ္ဘောဒီးယားနိုင်ငံထဲမှာလေတက်ကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်နှစ်နိုင်ငံနယ်စပ်အနီးမှာနေကြတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုစစ်ပေးရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ကမ္ဘောဒီးယားဘက်ကလက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ အရက်ပတ်ပြစ်မှတ်သုံးနေရာကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ထိုင်းစစ်တပ်ဖက်ကအသက်သေနေတကွာသတင်းထုတ်ပြန်ခဲ့တာကြောင့်နိုင်ငံခြားမှာတင်းမာမှုတွေပုံမူကြီးထွားသွားခဲ့ပါတယ်တိုက်ခိုက်မှုတွေကြောင့်နှစ်ဖက်လုံးရဲ့တိုက်ဆုံသူဦးရေကတော့၉ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်လေးတက်လုံးလုံးမရှိတာကကမ္ဘောဒီးယားအတွက်တပန်းရှုံးမဲ့အချက်ဖြစ်တယ်လို့ခင်မီစစ်လက်နက်ပိုင်ဆိုင်မှုမှာလည်းထိုင်းကအပြတ်အသက်တာလွန်နေတာကြောင့်ကမ္ဘောဒီးယားအနေနဲ့အပြစ်ခတ်ရက်စရေးမကြိုးပေါအောင်အလေးပေးတဲ့လို့စစ်ရေးကျွမ်းကျင်သူတွေကတိုက်တွန်းမှုတွေလှုပ်ဆောင်ခဲ့ကြပါတယ်ခင်ဗျာ thank you